ာမစာရင်ဘလို့နေမလဲအစာသက်ခုနှစ်ရဲ့ရေသက်သက်မနေဆိုတဲ့စကားပုံရှိပါတယ်လူတယောက်အနေနဲ့ခုနှစ်ရဲ့လုံလုံအစာမစားဘဲနေရင်ဘလို့ဖြစ်နိုင်ပါသလဲတကယ်တော့ခုနှစ်ရဲ့မပြောနဲ့ညစာမစားဘဲဝါဒင်းကာလာဥပုသ်ဆက်လာတော့မလွယ်လာပါဘူးအမေရိကန်က YouTuber တယောက်ကတော့ခုနှစ်ရဲ့အစာစာမစားဘဲနဲ့ဘလို့ဖြစ်မလဲဆိုတာကိုကိုယ်တိုင်စမ်းသပ်ခဲ့ပါတယ်ဒီဗီဒီယိုလေးမှာခုနှစ်ရဲ့အစာမစားဘဲနေရင်လူတယောက်ဘလို့ဖြစ်သွားမလဲဘလို့ခံစားရတယ်ဆိုတာကိုမြင်ကြည့်ရမှာပဲဖြစ်ပါတယ် Justin တို့က YouTube မှာ subscriber 1400ကျော်ပိုင်ဆိုင်ထားတဲ့ American YouTuber တဦးဖြစ်ပါတယ်။အသက်42နှစ်အရွယ် Dos က Social Influencer တဦးဖြစ်တယ်လို့စုံဦးတွေ့ချင်းစီးပွားရေးသမားတဦးလည်းဖြစ်ပြီးတော့ဈေးမတန်ဆွမ်းတဲ့ခန္ဓာကိုယ်အချို့အဆိုင်ပိုင်ဆိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။ Dos ကခုနှစ်ရလုံးလုံးရေပဲတောက်ပြီးတော့ဘာမှမစားဘဲနေရင်ဘလို့ဖြစ်မလဲဆိုတာကိုစမ်းသပ်ခဲ့တာပါ။အဲ့စမ်းသပ်ချက်အပြီးမှာခုနှစ်ရလုံးလုံးအစားမစားဘဲနေရင်ဘလို့ဖြစ်တတ်တယ်ဘလို့ခံစားရတယ်ဆိုတာကို Dos ကသူ့ရဲ့ကိုယ်တိုင်အတွေ့အကြုံတွေကို YouTube ုမှာဝင်မြခဲ့ပြီးတော့အဲ့ဗီဒီယိုကိုကြည့်ရှုသူပေါင်းသသိန်းကျော်အထိရှိခဲ့တာပါ Duff ကလွန်ခဲ့တဲ့နလာလောက်ကကျွန်တော်အမြန်နဲ့ပင်ပန်းနေရလို့ခံစားခဲ့ရပါတယ်မကြခဏဆိုသလိုပဲဒဏ်ရာတွေရပြီးတော့စိတ်ပိုင်းဆိုင်ရာဖိစီးမှုကိုလည်းခံစားခဲ့ရတာပါဒီတော့အလက်တကူစားသောက်လို့ရတဲ့မုတ်တွေကိုကျွန်တော်တောင်းတလေးရှိပါတယ်ပြီးတော့တစ်ခါတလေမှဘာမှမသိပဲဝမ်းသက်တို့လည်းခံစားရပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ခုနှစ်ရက်လောက်ဘာမှမစားဘဲနေရင်ဘလို့ဖြစ်မလဲဆိုပြီးတော့စားသောက်ခဲ့တာပါလို့ပြောဆိုခဲ့တာပါ Duff အနေနဲ့အဲ့ဒီ challenge စတင်ပြီးတဲ့နောက်မှာတော့နိုင်20ကြာတဲ့အချိန်အဆင်ပြေနေပြီးတော့ဘာမှချူချူချာချာမခံစားရဘူးလို့ဆိုပါတယ်။သူ့အနေနဲ့အဲ့ဒီအချိန် အတွင်းမှာစားချင်တောက်ချင်စိတ်မရှိသလိုခန္ဓာကိုယ်ဆွမ်းအားနေတဲ့ပိုတိုးလာရလို့ခံစားရတယ်လို့သိရပါတယ်။အဲ့အချိန်မှာဒေါဖရဲ့ခနာကိုကသူ့အရင်ကစားခဲ့တဲ့အစားအစာတွေကိုခြေဖြက်ပြီးတော့ခနာကိုမှာရှိတဲ့အစီတွေစတင်လောင်ကျွမ်းနေပြီပဲဖြစ်ပါတယ်။ အစမစပဲဒုတိယနေ့မှာတော့အခက်အခဲတွေဈေးခေါ်မှုတွေစတင်လာပြီးတော့ Dove ကဆိုပါတယ် Dove ကဒုတိယနေ့မှာပဲကျွန်တော်ပင်မမှုကိုစတင်ခန်းစားခဲ့ရပါတယ်ခေါင်းမှုတလို့လို့အောင်းအောင်စတလို့ဖြစ်လာတယ်လို့ဆိုပါတယ် Dove ကအဲ့ခန်းစားချက်တွေကိုစော်ပြနိုင်ဖို့အတွက်ဗီတာမင်စေလုံးတွေစားရည်တွေကိုတောက်ခဲ့လို့ဆိုပါတယ်အဲ့လက္ခဏာတွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာဒေါ်ရဲ့စိတ်ဟာထက်သန်မှုကပြတ်ဆုံးသွားခဲ့တာပါဒါပေမဲ့ Dove အနေနဲ့သူ့ရဲ့စွန့်ပြချက်ကိုမပြေစင်တာကြောင့်စိတ်မိတ်ခံခဲ့ပြီးတော့အိပ်ပျော်သွား ဖို့အတင်းစူးစမ်းခဲ့ပါတယ်ဒုတိယမြောက်နေ့ကလေးကပြောင်းစံနေအောင်ခန်းစားခဲ့ရတဲ့ Dorf အတွက်တတိယနေ့ကတော့ပို့ပြီးခက်ခဲခဲ့ပါတယ်တတိယမြောက်နေ့မှာတော့ကျွန်တော်ဆောင်းလောင်မှုနဲ့နိုးချလာတဲ့ဘိုက်ဟောင်လောင်စီဖြစ်နေတို့ခန်းစားရပါတယ်ကျွန်တော်ဘိုက်ထဲမှာကျင်းရောက်ကချောင်းကျင်းနေတို့ခန်းစားခဲ့ရပါတယ်ပြီးတော့ကျွန်တော်လက်ချောင်းတွေနဲ့ခြေချောင်းတွေကလည်းဖြူဝဖြူဝဖြစ်နေတာပါအဲ့ဒါနဲ့ကျွန်တော်လည်းဓာတ်စာရေးကိုအငမ်းမရတော့ပြီးတော့ပရင်းမအပြင်ဘက်ကိုနိုင်ပေါင်းများစွာငေးကြည့်နေခဲ့မိပါတယ်တတိယမြောက်ညပိုင်းမှာတော့အခြေအနေတော်တော်ဆိုးလာခဲ့ပါတယ်ဆာလာမှုနဲ့ စားခြင်းစိတ်ကအရန်ပြင်းပြလာပြီးတော့ခံစားချက်နဲ့ခန္ဓာကိုယ်စွန်းအားအနေဆုံးအစိတ်ကိုရောက်သွားခဲ့တာပါစရုပ်ထမြောက်နေ့မှာလည်းအဲ့လိုပါပဲလို့ Dots ကပြောဆိုခဲ့ပါတယ်။ငားရမြောက်နေ့မှာတော့အခြေအနေပြောင်းလဲသွားခဲ့ပါတယ်။စစောရရခံစားမိရကနေခံစားချက်တွေတည်ငြိမ်လာပြီးတော့အတော်လေးအဆင်ပြေခဲ့တာပါ။၆ရမြောက်နေ့မှာတော့ Dot Fit ကိုယ်လေးစင်က၆ပေါင်ရှော့သွားခဲ့ပါတယ်။အစာမစားခင်တုန်းက Dot Fit ကိုယ်လေးစင်က148တက်တမတပေါင်ရှိခဲ့ပြီးတော့အစာမစားတဲ့၆ရက်နေ့မှာတော့သူ့ရဲ့ကိုယ်လေးစင်က139တက် 3.6ပေါင်အထိကိုရှော့ကျသွားခဲ့ရပါဒါပေမဲ့ Dove ကတော့ဝေးချလာမကြတာအထက်သူ့ဘလို့ခန်းစားရတာကအရေးကြီးရလို့ဆိုခဲ့ပြီးတော့ဆောင်ရမြောင်နေနဲ့9ရမြောင်နေမှာဆလာမှုကိုတိတ်မခန်းစားရတော့ပဲစောရင်နေပြန်ရှိလာလို့လမ်းလျှောက်တော့ကိုလုံနိုင်ခဲ့တယ်လို့ဆိုပါတယ်9ရအစားမစားတဲ့စိန်ခေါ်မှုအပြီးမှာတော့ Dove ကကိုယ်အလေးချိန်7ပေါင်ရော့ချသွားခဲ့ပါတယ်ပြီးတော့ Dove အတွက်အမြတ်ကျန်တာကစမ်းမရည်နဲ့မညီညွတ်တဲ့အလွယ်တကူစားလို့ရတဲ့မုတ်တွေကိုစားခြင်းစိတ်ကိုဆုံးသွားရပဲလို့ဖြစ်ပါတယ် Dove အနေနဲ့9ရအစားမစားတဲ့စိန်ခေါ်မှုကိုအောင်မြင် ခဲ့ပေမဲ့ဒါကလူတိုင်းလှုပ်တဲ့အရာတော့မဟုတ်ပါဘူး။ခုနှစ်အစားမစားပဲနေစင်းမှာကောင်းတဲ့အချက်တွေရှိသလိုစက်မရေးကိုဆူဆူရွရွချိခိုက်နိုင်တဲ့အချက်တွေလည်းရှိလို့ဆရာဝန်တွေကတတိပေးခဲ့ပါတယ်။အစားမစားခြင်းကြောင့်ဝေးကြတာ၊စွိုင်းအင်တိုးတာ၊သူ့ရဲ့တဲ့တခြားသားပတ်ဝန်းမှုကိုလျှော့ဆနိုင်တာ၊စားတဲ့ကောင်းတဲ့အချက်တွေရှိပေမဲ့လည်းဘေးတွေဆိုးဆိုးအနေနဲ့ရုတ်တရက်နေလုံးကုန်မြန်ပြီးသေဆုံးတာ၊အာဟာရပြတ်လတ်တာနဲ့ဆီချိုသွေးချိုတက်တာစားတဲ့အချက်တွေရှိနေတာပါ။ပြီးတော့လူတစ်ယောက်နဲ့တစ်ယောက်ကခန္ဓာကိုယ်အချိုးအစားခန္ဓာရည်တွေမတူတာကြောင့်လည်းခုနှစ်ရဲ့အစားမစ ဆားပဲနေထိုင်နိုင်တဲ့စိန်ခေါ်မှုကို Dove ကအောင်မြင်ခဲ့ပေမဲ့တခြားသူတွေအနေနဲ့ကတော့ကိုယ်ခန္ဓာကိုယ်ကိုမသိပဲ Dove လိုလိုက်လို့မိမယ်ဆိုရင်တော့အသက်သေဆုံးနိုင်တဲ့အထိဆိုးကျိုးတွေနဲ့ရင်ဆိုင်နိုင်ရပါတယ်လို့ဆရာဝန်တွေကတတိပေးချပါတယ်။ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။ဘလို့ထူးဆန်းတဲ့အကြောင်းအရာလေးတိစမ်းမှုတွေကိုကြည့်ရှုခန်းစားခြင်းနဲ့ဆိုရင်တော့ညီမတို့ရဲ့ Facebook Page နဲ့ YouTube Channel လေးကို Follow လုပ်ထားပေးဖို့အတွက်မြစ်တာရိုက်ခံပါတယ်။